အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှတော့ကျွန်တော်တို့တောင်သူဦးကြီးတွေရက်ပေါ့နော်စဘာစားရေးစိန်ကြီးအဖြစ်တန်ဆွမ်းနဲ့မျိုးစေးတွေကိုရွေးချယ်နေလို့ကျွန်တော်ဘူးသူရအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီစဘာစားရေးစိန်မှုဆိုလိုအပ်မဲ့ပစ္စည်းတွေကတော့ကျွန်တော်တို့ကြောက်စီဒါမှမဟုတ်အဝါကျယ်ပလတ်စတစ်ပုံးတစ်ခုလိုမယ်နံပါတ်1ကအိမ်သုံးစားတို့မဟုတ်စားချမ်းနံပါတ်3ကဘဲဥတို့မဟုတ်ကြက်ဥပေါ့နော်ဒါစားရေးပြန်အောင်တိုင်းတာဖို့ကလွယ်ဖြစ်ပါတယ်ခင်ဗျနံပါတ်4ကမျိုးစေးစစ်စကားပေါ့နော်လိုအပ်မှာဖြစ်ပါလေနံပါတ်5ကကျတော့ ပေါင်းစည်းတွေအဖြစ်မော်တွေဖယ်ရှားဖို့လိုရည်စည်တစ်ခုလိုအပ်မှာဖြစ်ပါတယ်ခင်ဗျာအပြုတ်လို့ဒီအစင်စင်ကတော့ဒါမျိုးစည်းရချက်ဖို့ဆိုရင်ရေတကားလမ်းမှာဆိုရင်စားငါးဖိုက်တာနှုံးနဲ့ဒါဖြော်ဆက်ရမှာဖြစ်ပါတယ်စဘာတင်းရွေးချက်ဖို့ဆိုရင်ကျွန်တော်တို့ရေ16ကာလန်နဲ့စားရှစ်ဖိုက်တာရောဆက်ပြီးတော့ဖြော်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကစားရည်ရဲ့အပြင်းအဟောတိဖို့ဆိုရင်ကျွန်တော်လက်ဆက်တဲ့ကြက်ဥ ါမှမဟုတ်ဘဲဥကိုကျွန်တော်စာရေးပြောရုပ်ထည့်လိုက်မယ်ထည့်လိုက်တဲ့အခါမှာဆိုရင်ဒီကြက်ဥသို့မဟုတ်ဘဲဥဟာစာရေးရဲ့မျက်လုံးပြပေါ်မှာ down line အနေထားလေးရှက်ပြေးလေးပေါ်နေပါမယ်ဆိုရင်တော့ကျွန်တော်စပါမျိုးစီရွေးချယ်ဖို့ရလွယ်အကောင်ဆုံးအနေထားဖြစ်ပါလေခင်ဗျအဲ့ဒီအချိန်မှာကျွန်တော်တို့စာရေးပြန်အောင်တိုင်းထားမယ်ဆိုရင်တက်တသမ38ပြန်ရှိနေမှာဖြစ်ပါလေခင်ဗျအဲ့နောက်မှာတော့ကျွန်တော်တို့ဒီကြောက်စီတွေကိုကျွန်တော်တို့စဘာမျိုးစေးတွေပေါ့နော်ကျွန်တော်တို့မထည့်ခင်ပါဆိုရင်ကျွန်တော်တို့စကားပိုက်အပြာကိုအောက်ကနေခင်းရမှာဖြစ်ပါလေအဲ့နောက်မှာတော့ကျွန်တော်တို့ဒီစဘာမျိုးစေးတွေ လောင်းထည့်ရမှာဖြစ်ပါတယ်အဲအဲ့လိုစကားပိုက်ခင်းရခြင်းရွေချက်ကတော့ကျွန်တော်တို့စဘာမျိုးစေ့တို့အလွယ်တကူဒါဆယ်ထုတ်နိုင်အောင်လို့ဖြစ်ပါတယ်ခင်ဗျအဲ့နောက်မှတော့ကျွန်တော်တို့စဘာမျိုးစေ့တို့စားရည်ပြောရဲမှာတိချာမှွေနှောင်းမှာဖြစ်ပါတယ်ခင်ဗျအဲ့လိုမှွေနှောင်းခြင်းအားဖြင့်ကျွန်တော်တို့အဖျင်းမော်တွေလုံးဝလုံးညက်တွေအပေါ်တက်လာမှာအဲ့လိုတက်လာတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကရေစင်းနဲ့စစ်ပြီးတော့ဖယ်ထုတ်ရမှာဖြစ်ပါတယ်ခင်ဗျ အဲ့တော့မှတော့ကျမတန်ဆန်းတဲ့မျိုးစီတွေကျန်ရမှဖြစ်ပါတယ်။ကျန်ရှိတဲ့မျိုးစီတွေကျွန်တော်တို့ရေချိုနဲ့ကျွန်တော်သုံးချိန်ပေါ့နော်။အော်တေချာတစ်နေ့တကြစေကျော်တန့်စီရမှဖြစ်ပါတယ်။အကယ်၍မြန်ကျွန်တော်တို့တောင်သူကြီးတွေကစဘာမျိုးစီတွေမှာဆိုစားရည်တွေကျန်ခဲ့မယ်ဆိုရင်အပေပေါင်းနှုံးကိုထိခိုက်နိုင်တာ ဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်ရေတေချာဆေးဖို့လိုမှဖြစ်ပါတယ်။ရေတေချာဆေးပြီးတဲ့နောက်မှာတော့မျိုးစီရဲ့အနေထားပေါ်မူတည်ပြီးတော့မျိုးစိန်ပြီးတော့မျိုးအုပ်ဖို့လိုမှဖြစ်ပါတယ်ခင်ဗျ။အဓိကတော့ကျွန်တော်တို့စဘာစားရည်စိန်ချင်း လောက်တာတော့အဓိကစဘာမျိုးစေ့တွေမှာပါဝင်တဲ့ကျွန်တော်မကောင်းတဲ့ပေါင်းမြဲစေ့တွေကျွန်တော်လုံးဝလုံးညက်တွေကိုကျွန်တော်တို့ဖဲ့ထုတ်ခြင်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ကစားရည်တွေမှာအကြာကြီးစိန်ထားဖို့တော့အာမလိုအပ်ပါဘူးခင်ဗျာ ဟုတ်ပြီအဲ့လိုကျွန်တော်တို့တောင်သူကြီးတွေပေါ့နော်စဘာစားရေးစင်ကြီးအဖြစ်ပေါ့နော်ရရှိမဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1ကအပြင်းအမော်တွေကျွန်တော်ကျိုးပဲ့နေတဲ့အစီအစံတွေလုံးဝလုံးညက်တွေကိုကျွန်တော်တို့ဖယ်ရှားပြီးသားဖြစ်မယ်နံပါတ်2ကကျွန်တော်တို့မျိုးစေ့တွေမှာယုံတော့နေတဲ့ဒီပေါင်းစေ့တွေကိုတရားရခိုင်လုံးကျွန်တော်တို့ဖယ်ရှားပြီးသားဖြစ်ပါလေခင်ဗျာနံပါတ်3ကအကြေးအေးမြန်ကျွန်တော်တို့ကအဲ့လိုမဖယ်ရှားခဲ့ဘူးဆိုရင်ကျွန်တော်တို့စဘာမျိုးစေ့အကျိုးပဲ့ကနေပေါက်လာတဲ့အသေးလေးတဲ့အပင်သေးလေးတွေကနေပြီးတော့ကျွန်တော်တို့ရဲ့မျိုးစာကိုလူစားသုံးတဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့ဒါ အလိုရောက်လာကောက်ွယ်ပြီးသားဟာဖြစ်ပါလေခင်ဗျနံပါတ်၄ကကျွန်တော်တို့မျိုးစင်းနှုံထောက်ကိုရှော့ချနိုင်တယ်မအောင်ကျွန်တော်တို့ကကျမတန်းဆိုတဲ့မျိုးစင်းကိုတခြားရွေးချယ်တာဖြစ်တဲ့အတွက်နံပါတ်၅အချက်ကအချို့သောပူမာယောဂဒဏ်နိုင်ကိုဒါစွာမျိုးစင်းစားရေးစိန်ကြီးအဖြစ်ကျွန်တော်တို့အတိုင်းအတာတစ်ခုတည်တာခံနိုင်ရှိတာဖြစ်ပါလေခင်ဗျဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေမျိုးစင်းနှုံထားလဲတတ်တာမှာပြင်းမော်တွေပေါင်းပြက်တွေလဲအလိုလျောက်တာဖယ်ရှားပြီးသားဖြစ်အောင်ကျွန်တော်တို့ဒီနေ့ဆက်ပြီးတော့စဘာမျိုးစိဟိုစားရိတ်စိန်ပြီးတော့ ်ရွေးချယ်ဆိုင်ပြိုးခြင်းအားဖြင့်ပေါ့နော်တောင်လူကြီးရဲ့မျော်မှန်းနဲ့အည်သေးကောင်းနဲ့ကျမ်းမာတန်ဆွမ်းတဲ့မျိုးစေ့တွေရရှိပြီးတော့အထွန်းလုံးကောင်းကောင်းတွေရရှိနိုင်ကြပါစေလို့ကျွန်တော်တို့အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ